တောင်ကြီးမြို့တွင် City Square Shopping Center ၏တိုးချဲ့ရင်ရနာစခန်းတိဆောက်နိုင်ရေးလာရောက်ရှင်းလင်းတင်ပြတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တောင်ကြီးမြို့ကမ်းရှိဦးရက်ွယ်ရေးရွယ်ဦးလန်းနှင့်ဘူကျော့အောင်ဆန်းလမ်းတောင်ရှိ City Square Center ၏တိုးချဲ့ရင်ရနာစခန်းတိဆောက်နိုင်ရေးအတွက်ဇွန်လ20ရက်ညနေ3:00နာရီခွဲကတောင်ကြီးမြို့ရှမ်းပြည်နယ်ဆိုရအဖွဲ့ရုံအစည်းအဝေးခန်းမ၌လာရောက်ရှင်းလင်းကြောင်းသိရှိရပါတယ်။ ဦးစွာတိဟကုမ္ပဏီတာဝန်ရှိသူတို့ကရှင်းလင်းပြီးပြည်내စီမံသားရေးဌာနညွှန်ကြားရေးမှူးဦးဆိုင်ထွန်းထွန်းကပြည့်စွက်ဆွေးနွေးတင်ပြပြီးကနဦးစီစီရဲ့အဖွဲ့အဖွဲ့ဝင်များမှဆွေးနွေးတင်ပြကြပါတယ်။ထို့နောက်တက်ရောက်လာကြသည့်ဌာနဆိုင်ရာများပညာရှင်များနှင့်ပြည်내ဝန်ကြီးများကအကြံပြုဆွေးနွေးကြပြီးပြည်내ဝန်ကြီးချုပ်ကနောက်တစ်ချိန်အားနည်းချက်မဖြစ်အောင်ဝိုင်းဝန်းအကြံပြုပေးကြရန် တဘာဝဘေးဒဏ်နှင့်ပတ်သက်၍မဖြစ်မနေထည့်သွင်းစဉ်းစားပေးရန်နှင့်လုပ်ငန်းများကိုလည်းကြံ့ကြံ့မှုမရှိစေရန်ကူညီဆောင်ရွက်ပေးကြရန် ပြောကြားကြောင်းသိရှိရပါသည်ခမညာ